ကျွန်တော်စစ်တဲ့အပြားလေးပုံမှာခုနကြောချလိုက်ရင်းနဲ့မှ C line တချောင်းပဲပေါ်ရဆိုလို့ရှိရင်တော့ဒါ negative RSV မရှိဘူးအဲ့လိုမဟုတ်ဘဲနဲ့ C line ရဲ့ T line ရဲ့နှစ်ချောင်းရှိနေဆိုလို့ရှိရင်တော့ဒါ positive RSV ရှိနေတယ်အဲ့လိုမဟုတ်ဘဲနဲ့ C line ပဲမပါဘူးဘာမှမပေါ်ဘူးဆိုလို့ရှိရင်တော့ဒါမှန်ကန်မှုမရှိဘူးပေါ့နော်အဲ့အတွက်ကြောင့်ပြန်စစ်ရအောင် ဟုတ်ကဲ့ပါအားလုံးပဲမင်္ဂလာပါခင်ဗျာဟုတ်ကဲ့ပါကျွန်တော်ပြီးခဲ့တဲ့အပတ်က RSV virus အကြောင်းကို ကျွန်တော်အသေးစိတ်ပြောပြထားတယ်ပေါ့နော်အခုကျွန်တော်ကိုအမိခင်တွေကမေးလာကြတယ်မေးလာတဲ့အထက်မှာဒီ RSV ရပေါ့နော်ဒီ RSV virus ကိုကြိုတင်ပြီးတော့စစ်လို့မရဘူးလားပေါ့နော်ဟိုစစ်လို့ရတဲ့နီလန်းလေးရှိရင်လည်းပြောပြပေးပါဆိုလို့စစ်လို့ရပါတယ်စစ်လို့ရတဲ့နီလန်းကကျွန်တော်တို့ RSV test kit လေးရှိပါတယ် တို့ဒီရန်ကုန်မှာတော့ ISB test kit စိတ်ဝင်စားကန်နေမှာဝယ်လို့ရလားမရလားတော့မသိဘူးဒါပေမဲ့နိုင်ငံခြားမှာတော့ဝယ်လို့ရတယ်ထိုင်းမှာလည်းအလွယ်တကူတုံးပြီးတော့အာဒီကလေးတွေအတွက်ပေါ့နော်ကလေးမီးခင်တွေပဲဖြစ်ဖြစ်အသက်ကြီးတဲ့သူတွေပဲဖြစ်ဖြစ်ပုံတော့အမြင်နဲ့လွယ်လွယ်ကူကူစစ်လို့ရတယ်အဲဒီ test kit ကလေးတွေက ရှိနေပါပြီပေါ့နော်တုံးလို့ရပါတယ် ီ test kit လွယ်လွယ်ကူကူရှိနေရတဲ့အတွက်ကျွန်တော်တို့ပေါ့နော်ချိုတင်ပြီးတော့ clear ကဒီနှစ်ရက်ထက်ကြိုပြီးတော့ဖျားနေမယ်၃ရက်ထက်ကြိုပြီးတော့အသက်ရှူမှုကဟိုဒီ RSV virus ရဲ့လက္ခဏာတွေဖြစ်လာပြီဆိုလို့ရှင်တော့ဒီ test kit လေးတွေကိုဝယ်ပြီးတော့အိမ်မှာအလွယ်တကူစစ်နိုင်တဲ့ဆိုတဲ့အကြောင်းကိုကျွန်တော် ဟိုပြောပြပေးချင်ပါတယ်အသက်ကြီးရဲ့လူတွေရှိရဲဆိုလို့ရှင်လေအနှာစီးရဲ့ချောင်းဆိုးပဲအသက်ရှူမဝဖြစ်လာပြီးဟေ့ဆိုလို့ရှင်တော့ဒီ test kit လေးတွေအိမ်မှာဝယ်ထားမယ်ဆိုရင်အစိမ့်ုံစေကန်တွားဖို့တော့လည်းအခက်ခဲဖြစ်နေရဲဆိုလို့ရှင်ရတော့ဒီ test kit လေးဝယ်ပြီးတော့စစ်ပေးတက်ပါတယ်သူရဲ့ဒီ RSV test kit ကဆိုလို့ရှင်ပေါ့နော်ဒီပိုးရှိလားမရှိလားစစ်တဲ့အခါမှာကျွန်တော်တို့ဒီ covid test kit နဲ့ပုံစံအတူတူပါပဲအဲနိုင်ပိုင်းဒီအကြာကြီးစောက်စီအောင်လို့မယ်နဲ့မိနစ်15မိနစ်မိနစ်10အတွင်းမှာကျွန်တော်တို့အဖြေကိုရရတယ်ပေါ့နော် ူကအဓိကဘယ်လိုလဲဆိုတော့ကျွန်တော်ဒီမှာလည်းပြရတာပေါ့နော်ဒီအာကျွန်တော်တို့ကိုဗစ်မှာဖြစ်တယ်လို့ပဲဒီနှာခေါင်းပေါက်ထဲကိုကျွန်တော်တို့ဒီနှာရည်ပေါ့နော်နှာရည်နဲ့ယူပြီးတော့စစ်တဲ့ပစ္စည်းလေးပါပေါ့နော်နှာရည်တွေကိုစစ်ပြီးတော့စစ်တဲ့ပစ္စည်းတွေပါဘယ်လိုလုံဆောင်ရလဲဆိုတာကိုလည်းကျွန်တော်ပြောပြပေးပါမယ်ပထမဆုံးကျွန်တော်တို့ဘောနော် ISP test kit ရောက်လာပြီဆိုလို့ရှိရင်တော့ပထမဆုံးအနေနဲ့ကျွန်တော်တို့အရက်ပြန်တဲ့ဒီအထုတ်ကလေးကိုတန်ရှင်းရေးလုပ်ပြပါဘောနော်တန်ရှင်းပြီးွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကလေးကိုစစ်မယ်ဆိုလို့ရှိရင်ကလေးရဲ့ ဒီမျက်နှာတက်ဝိုက်ကိုတီရှူးလေးနဲ့တခြားတုပ်ပေးပါနှာခေါင်းဘက်ကိုစစ်မှာဖြစ်တယ်ဆိုတော့တီရှူးလေးနဲ့တုပ်ပေးပါစစ်ပေးမဲ့မိခင်ကပထမဆုံးကျွန်တော်လက်ကိုတေးချာချာဆေးပေးဖို့လိုတယ်လက်ဆေးပြီးသွားပြီဆိုလို့ရှိရင်ဒီအထုပ်ထဲမှာပါတဲ့ test kit ထဲမှာပါတဲ့ပစ္စည်းလေးကိုတကူချင်းကြီးထုတ်မယ်ထုတ်ပြီးသွားလို့ရှိရင် ပထမဆုံးဒီမှာပါတဲ့အချောင်းလေးကိုပေါ့နော်အချောင်းလေးကိုကျွန်တော်ကလေးရဲ့နှာခေါင်းအပေါက်ထဲကိုတစ်တရမ5စင်တီမီတာလောက်ပေါ့နော်တစ်တရမ5စင်တီမီတာဆိုတော့ဒီလောက်လောက်ပေါ့ဒီလောက်လောက်နှာခေါင်းထဲကိုဖြည်းဖြည်းချင်းထိုးထည့် ထိုးထည့်ပြီးတော့ကျွန်တော်တို့နည်းနည်းလေးဒီပေါ့နော်ကလေးရဲ့ဒီနှာခေါင်းမှာရှိတဲ့အရည်အနှာရည်လေးကိုနည်းနည်းယူမယ်ပြီးရင်ထုတ်မယ်ပြီးရင်နောက်ထပ်နှာရည်လေးကိုနှာရည်လေးကိုနည်းနည်းယူမယ်ယူပြီးသွားပြီဆိုလို့ရှိရင်နှာခေါင်းတွင်းကိုကျွန်တော်ကထုတ်လိုက်မယ်တစ်ဖက်ပြီးတစ်ဖက်ပေါ့နော်တစ်ဖက်တစ်ဖက်ယူပြီးသွားရင်အရန်အတင်းထိုးထည့်ဆောင်မလို့ယူပြီးသွားပြီဆိုတော့အဲ့မှာပါတဲ့ဒီ liquid အရည်ရဲကိုကျွန်တော်ကဒီကထည့်လိုက်ထည့်လိုက်ပြီးတော့ကျွန်တော်တို့ခဏလေးငွေပေးရမယ်ဆယ်ဆက်ကန့်လောက် ဆယ်စက္ကန့်လောက်မှွေပေးရမယ်စက္ကန့်လောက်မှွေပြီးသွားလို့ရှိရင်အဲ့အရည်လေးကိုကျွန်တော် task စစ်တဲ့အပြားလေးရှိနော်အဲ့အပြားလေးပေါ်မှာဒီအရည်လေးကိုကျွန်တော်တို့က script အနှစ်ချလိုက်မှာနော်အနှစ်လိုက်မယ်နည်းနည်းလေးပေါ်တော့အဆက်ချအဆက်ချပြီးတော့ကျွန်တော်တို့ကတိုင်ပါမှတ်ပြီးတော့15မိနစ်စောက်ထားရုံပဲကျွန်တော်တို့ဒီအပြားလေးပေါ်မှာကျွန်တော်စစ်တဲ့အပြားလေးပေါ်မှာခုနကြော့ချလိုက်ရင်းနဲ့မှ C line တချောင်းပဲပေါ်ရဲဆိုလို့ရှိရင်တော့ဒါ negative RSV မရှိဘူး အဲ့လိုမဟုတ်ဘဲနဲ့ C line ရယ် T line ရယ်နှစ်ချောင်းရှိနေဆိုလို့ရှင်တော့ဒါ positive RC ရှိနေအဲ့လိုမဟုတ်ဘဲနဲ့ C line ပဲမပါဘူးဘာမှမပေါ်ဘူးဆိုလို့ရှင်တော့ဒါမှန်ကန်မှုမရှိဘူးပေါ့နော်အဲ့အတွက်ကြောင့်ပြန်စစ်ရအောင်ကျွန်တော်ထပ်ပြောပါမယ် C line တစ်ချောင်းတည်းပဲရှိရယ်ဆိုလို့ရှင်တော့ negative ပါပိုးမရှိပါဘူး C line ရယ် T line ရယ်နှစ်ချောင်းရှိရယ်ဆိုလို့ရှင်တော့ positive ပါနောက်တစ်ခု C line ဘာမှမပေါ်ဘူးဆိုလို့ရှင်တော့ဒါမှန်ကန်မှုမရှိဘူးပြန်စစ်ရအောင်ပါမယ် အဲ့အတွက်ကြောင့်ကျွန်တော်တို့ positive ဖြစ်နေပြီရှိနေပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့နှိစက်ရဆရာဝန်ရှိကိုအမြန်ဆုံးတွားဖို့လိုပါတယ်ပြီးွားလို့ရှိရင်ကျွန်တော်တို့ဒီခုနသုံးနာတဲ့အာ RSV test kit လေးကိုတည်တည်ချာချာထုတ်ပိုးပြီးတော့ သေးချာချာစွန့်ပစ်ဖို့လိုပါတယ်ပြီးွားလို့ရှိရင်လက်ကိုသေးချာချာစင်ကြဲစွာဆေးဖို့လိုအပ်ပါတယ်အဓိကကကျွန်တော်အသက်ရှူလမ်းကြောင်းမှာဖြစ်တဲ့ဒီ virus ဖြစ်တဲ့အတွက်ကျွန်တော်တို့နှာချီရာချောင်းဆိုးတာဖြစ်လာပြီးဆိုလို့ရှိရင်မတင်ကားဘူးဆိုလို့ရှိရင်တော့ကလေးရှိရောမကူးဆက်ဘူးလူကြီးမှပဲဖြစ်နေရဆိုလို့ရှိရင်လူကြီးမှလည်းစစ်လို့ရပါတယ်အဲ့အတွက်ကြောင့်ဖြစ်နိုင်မယ်ဆိုလို့ရှိရင်တော့ test kit လေးတွေဝယ်ထားဖို့ လိုပါတယ်ရန်ကုန်မှာရှိရဆိုလို့ရှိရင်လည်းဒီ test kit လေးတွေ RSV test kit လေးတွေရှိလားဆေးရုံဆေးကန်းတွေမှာ မေးဝယ်ပါမေးဝယ်ပြီးတော့ကျွန်တော်တို့စောင့်နှားဖို့လိုအပ်ပါတယ်ခုနကျွန်တော်တို့မေးထားတဲ့အတိုင်းပဲပေါ့နော်မိခင်မိခင်တွေက RSV virus ကိုစစ်လို့မရဘူးလားမေးထားတဲ့အတိုင်းပဲစစ်လို့ရပါတယ်အဲ့အတွက်ကြောင့်ဒီလို test kit လေးတွေဝယ်ပြီးတော့အိမ်မှာစောင့်ထားမယ်ဆိုလို့ရှိရင်တန်တရားရှိနေတယ်ဆိုလို့ရှိရင်တော့နှစ်ရက်သုံးရက်လောက်ဖြားပြီးလူကြီးပဲဖြစ်ဖြစ်ကလေးပဲဖြစ်ဖြစ်ဖြားလာပြီးဟေ့ဆိုတာနဲ့ test ကလေးနဲ့စစ်ပါစစ်ပြီးတော့ ခုနပြောတဲ့အဖြေမျိုးလေးတွေထွက်လာပြီ negative တော့လည်းကောင်း positive တော့လည်းကောင်းထွက်လာပြီဆိုစိတ်တော့အေးရတာပေါ့နော်ဟုတ်ကဲ့ပါအဲ့တော့ကြောင့်မဖြစ်ခင်မှာကြိုးတင်ကာဝယ်ရဖို့အတွက်ကိုကတန်တရားဖြစ်လာပြီဆိုလို့ရှိရင်ဒီ test kit လေးတွေဝယ်ပြီးတော့စစ်ထားမယ်ဆိုရင်တော့ပို့ပြီးတော့ကောင်းပါတယ်ပေါ့နော်အဲ့တော့ကြောင့်အဓိကကအာကလေးတွေကိုပို့ပြီးတော့ view site ပါအခုဆိုတော်တော်များများဖြစ်နေပါတယ်အဲ့တော့ကြောင့်ဒီ RSV test pilot တွေအိမ်မှာဝယ်ပြီးတော့စောင့်လာနိုင်ရင်တော့အကောင်းဆုံးပါပဲကျေးဇူးတင်ပါတယ်